တင်မော့ကဗရင်ဖန်ယွန်ကငါးပုတ်ပစံပုတ်တွေအကုန်လမ်းဖယ်ဆိုပြီးတော့မြန်မောထွက်သွားပါလေ။လန်ခီးမှာငကားရှိလင်းကတော့စာစားနေပြီးမိခွေးမလေးကတော့အရင်တောက်ပြီးတော့မူပြီးမှောက်နေပါလေ။ဖန်ယွန်ကအရှင်မှုတို့အဖွဲ့ကိုလိုက်ဖို့ပြီးပြန်သွားခဲ့ပါပြီ။ရှင်မှုကအရောက်ရှင်မှာမြို့ဝင်မင်းတစိုက်ကိုပြပြီး ယူယန်ရှူဒီမှာရှိလားရှင်းမှုကလာတွေ့တယ်ဆိုပြီးတော့တွေ့ပါတယ်ယူယန်ရှူကမင်းတို့မောင်လေးရှင်းမှုအဖွဲ့သားတွေဖြစ်ရတာအကန့်ကောင်းတယ်လို့ပြောနေပါတယ်ဒါပေမဲ့အဖွဲ့သားတွေကတော့အစိုးရနေကြပါတယ်အဲ့ဒီချိန်မှာစစ်သားတယောက်ကရှောင်းရီစစ်သူကြီးကတပ်ကိုဥဆောင်ပြီးပုံကန်နေတယ်ဆိုပြီးတော့လာလျှောက်တင်ပါတယ်ရှင်းမှုလိုကိုနေခဲ့စီပြီးယူယန်ရှူကတော့ပုံကန်တော်ကိုနေညွှန်ဖို့တောင်းခဲ့ပါတယ်ရှင်းမှုနဲ့အဖွဲ့သားတွေကလည်းအလောင်းကောင်တွေကိုမိရှုနေရှင်းရှင်းမှုကမူမန်တာကိုတတိထားမိပြီးအဖွဲ့သားတွေကိုနောက်ဆုတ်ခံလိုက်ပါတယ် တစ်ဖက်မှာတော့ပုံကန်တဲ့အဖွဲ့ကဝိညာဉ်ခေါ်တန်းကျန်းစာတွေကိုရွတ်ဖတ်နေပါတယ်။စစ်ကူတင်မော်တွေရောက်ရှိလာခဲ့ပါပြီ။အဲဒီအချိန်မှာဘယ်ကပေါ်လာမှန်းမသိတဲ့တခါကြီးတစ်ချက်ကတင်မော်တွေကိုအကုန်ဆွဲမြူသွားခဲ့ပါတယ်။လူကျိုးကိုင်းကမြို့ထဲမှာအလောင်းကောင်တွေကိုတုံပြီးဝိုင်းဝန်းတိုက်ခိုက်နေပါတယ်။ရှင်းမှုကမြို့ကိုဂျွန်ပြီးအရှိတ်တကားကနေထွက်ကောင်မယ်လို့အဖွဲ့သားတွေကိုပြောနေပါတယ်။ရှင်းမှုကလီခိုင်ဆိုတာအစားတွေကထောင်ချောက်တစ်ခုပဲလို့ပြောနေပါတယ်။အဖွဲ့သားတွေကအတိုက်မယ်ပြောနေလို့ရှင်းမှုကငါကကောင်းဆောင်ပဲအားလုံးကိုငါတာဝန်ယူတယ်ဆိုပြီးထွက်ခွာခဲ့ကြပါတယ်။ ဖွဲ့သားတွေကအရှင်းမူငါလာတဲ့အမြန်တင်မောင်းနေတာမဟုတ်ရင်ငါတို့လည်းဘာမှမသိတဲ့တကားကြီးဝါမျိုးတာခံနေရတော့ပြီလို့ပြောနေကြပါတယ်။တစ်ဖက်မှာတော့လီခိုင်ကြာရှုံးသွားပြီဆိုပြီးတော့ခြောက်တင်နေပါတယ်။ရှင်းမူကအဖွဲ့သားတွေကိုငါတို့ပြေးလို့မလုပ်တော့ဘူး။ဘုံရှန်ကိုင်းကနောက်တကိုးရှင်အဆင့်73ယောက်ကိုငါခုနကတွေးလိုက်တယ်။ရုပ်တုခုရှိမှမန်တန်ရွတ်နေတယ်။အစိုးပြားကိုစင့်ခေါ်တဲ့ပညာရဲ့ပဲတကယ်လို့သူတို့တော့အောင်မြင်တော့ရင်အမရှူးကြီးလည်းအရှိအနောက်ပါညက်တိုက်ခံရတော့မှာ ဒီကျိုးတက်ဖွဲ့တစ်ခုလုံးနဲ့မရှိမလားကြာရှုံးသွားလိမ့်မယ်။ဒါကြောင့်ငါနဲ့အတူလိုက်ပြီးတည့်ရဲတဲ့သူဘယ်သူရှိလဲလို့ရှင်းမှုကအတူရဲ့အဖွဲ့သားတွေကိုမေးလိုက်ပါတယ်။